ကျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ကျမရဲ့နှလုံးသားမှလာတော့တဲတော့ဟော်ဂိန်းကိုအင်္ဂါသားသမီးများအတွက်အခုကနေပြီးတော့ကြည်ပေးမှာဖြစ်ပါတယ်နော်။အဲ့တော့အင်္ဂါသားသမီးများအတွက်ကအချီရီအိမ်အောင်ရီတည်တတ်ဖြစ်ပါတယ်။အချီရီအိမ်အောင်ရီအတွက်ကိုပဲတဲတော့ကတ်ကလေးနဲ့ကြည်ပေးမှာဖြစ်ပါတယ်နော်။အဲ့တော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒလေးတွေအာရုံပြုထားပြီးတော့မ

ပိုင်ဆိုင်ရမှာဖြစ်ပါတယ်เนาะအဲ့တော့တယောက်နဲ့တယောက်ကလည်းလိုအပ်နေတယ်ပေါ့တယောက်နဲ့တယောက်ကလွှမ်းမိုးမှုတွေရှိနေတယ်တယောက်မရှိရင်တယောက်ကမနေတတ်တဲ့လူမျိုးအခြေအနေတစ်ခုပေါ်မှာတည်ရှိနေပါတယ်ပေါ့เนาะအဲ့တော့အင်္ဂါသားသမီးများဟာချစ်ချင်းမြတ်တာနဲ့ပတ်သက်လာရင်သူတို့ကအရန်ဟိုဒီလာထဲမှာခယူးဆိုင်တယ်ဂျင်နာတက်တယ်ကိုယ့်ရဲ့ချစ်သူပေါ်မှာနားလည်မှုအပြေအဝပေးတဲ့ ပေးတဲ့အင်္ဂါသားသမီးလို့ပြောလို့ရပါတယ်เนาะအဲ့တော့အင်္ဂါသားသမီးများက ပြောရမယ်ဆိုလို့ရှိရင်မိမိနဲ့ရင်းနှီးပတ်သက်တဲ့သူနဲ့ပေါ့เนาะဒီအချီရင်းမှာပဲဖြစ်ဖြစ်အိမ်နာဝေးမှာပဲဖြစ်ဖြစ်ရင်းနှီးပတ်သက်တဲ့သူအတွက်ကြောင့်အိမ်နာဝေးအချီရင်းမှာစိတ်ဝမ်းကွဲစရာတွေတော့ကြုံရတတ်ပါတယ်အဲ့တော့ကိုကိုက ကိုယ့်ရဲ့ချစ်သူပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်ောင်ဘက်ပေါ်မှာပဲဖြစ်ဖြစ်ကိုကယုံကြည်တယ်ဆိုလို့ရှိရင်ယုံကြည်မှုကိုပဲအပြည့်ဝထားပြရမှာဖြစ်ပါတယ်ဘသူဘာပြောပြောကိုနားတဲ့ကိုမရောက်စီပါနဲ့ဒါဆိုရင်တော့အိမ်ောင်ရေးပဲဖြစ်ဖြစ်အခြေရေးပဲဖြစ်ဖြစ်ပါအေဂျင့်တာယာစွာနဲ့ဖြတ်တန်းရမှာဖြစ်ပါတယ်နောက်တစ်ခုကအင်္ဂါသားသမီးတွေကကြတော့ဒီလထဲမှာဟိုကဟိုကိုယ့်ရဲ့အိမ်ောင်ဘက်ကိုယ့်ရဲ့ချစ်သူပေါ်မှာ ပို့ပြီးတော့ခရူးဆိုင်ပေးရမှာဖြစ်ပါတယ်။သူတို့ရဲ့လိုအပ်ချက်ကလေးတွေပေါ့နော်။သူတို့အပေါ်မှာနားလည်မှုအပြည့်ဝပေးမယ်။လိုအပ်ချက်ကလေးတွေကိုကိုယ်ကဖြည့်ဆည်းပေးမယ်ဆိုလို့ရှိရင်တော့ဒီလထဲမှာအင်္ဂါသားသမီးတွေတော်တော်ကိုပဲကံကောင်းတယ်လို့ပြောလို့ရပါတယ်နော်။သူကအချစ်ရေးမှလည်းကံကောင်းတယ်လို့အိမ်ကောင်းရေးမှလည်းကံကောင်းနေပါတယ်။အပြူလူပြူတွေဖြစ်နေတယ်ဆိုလို့ရှိရင်တော့ခိုးရလိုက်ပြီးတဲ့ ကြုံရမှာဖြစ်ပါတယ်။ကိုရလိုက်ပြေးခြင်းတွေကြုံရတတ်တယ်။နောက်စစ်ဆက်ကြောင်းလန်းခြင်းတွေအောင်မြင်တတ်တယ်။မင်္ဂလာဆောင်ရမယ့်နမိတ်တွေလည်းတွေ့ရှိရတတ်ပါတယ်။နောက်တစ်ခုကကြတော့နိုင်ငံရဲ့ကြားခရီးတွေတွားရလို့တယောက်နဲ့တယောက်ခွဲခွာရတာမျိုးတွေလည်းမြင်ရတတ်ပါတယ်။ညလက်ချင်းဆိုင်လိုက်တာနဲ့စကားများရန်ဖြစ်တဲ့ကာလတစ်ခုလည်းပေါ်တတ်ပါတယ်။အဲ့တော့ကိုကတယောက်နဲ့တယောက်နားလည်မှုပေးပါအပြေအဝါယုံကြည်ပေးပါတန်တရားတွေမထားပါနဲ့ အင်္ဂါသားသမီးများဒီကာလလေးမှာတော့ချစ်ချင်းမေတ္တာနဲ့ပတ်သက်လာလို့ရှိရင်အေဂျင့်တာယာစွာနဲ့ဖြတ်တန်းရတဲ့ကာလတစ်ခု ဖြစ်ပါတယ်ခရီးတွေနှစ်ယောက်အတူတူ ထွက်ရတာမျိုးတွေလည်းကြုံရမှာဖြစ်ပါတယ်အဲ့တော့အလူတန်းလုံလောက်မှာနှစ်ယောက်အတူတူသွားရတဲ့ကာလတစ်ခုပဲဖြစ်ပါတယ်ဖခင်သွားတာလေတတော်များပါတယ်เนาะဖခင်တွေသွားတတားလို့ဖခင်ဘူးခီးတွေထွက်ရတတားလို့ဘာလေးပဲလှုပ်လို့နှစ်ယောက်အတူတူသွားပြည့်တဲ့ကာလတစ်ခုဆိုရင်တော့ဒီ၅လပိုင်းမှာပဲ ဖြစ်နေတတ်ပါတယ်။ဒါကြောင့်အင်္ဂါသားသမီးများအချီရေးပဲဖြစ်ဖြစ်အိမ်တော်ရေးပဲဖြစ်ဖြစ်ကံကောင်းနေရတတ်ပါတယ်။နောက်တစ်ခုအနေနဲ့ကကြတော့မိမိတို့အဆက်အသွယ်ပြတ်နေတဲ့မိမိတို့ရဲ့ချစ်သူမိမိတို့ရဲ့အိမ်တော်ဘက်တွေကပြန်ပြီးတော့မှအဆက်အသွယ်ပြန်ရလာတာမျိုးတွေပြန်ရောက်လာတာမျိုးတွေနော်ဖုန်းတွေတည်င်းတွေကြားရတာမျိုးတွေဖြစ်တတ်ပါတယ်။ ကြုံရမှာဖြစ်ပါတယ်ဗောနော်အဲ့တော့အင်္ဂါသားကြီးများအင်နာဝေးပဲဖြစ်ဖြစ်အချစ်ရေးပဲဖြစ်ဖြစ်မိမိတို့အနေနဲ့ဒီ9လပိုင်းမှာပြုတ်လုရမယ့်ရေနေရာလေးတစ်ခုရှိပါတယ်ဒါလေးကိုပြုတ်လုပေးမယ်ဆိုလို့ရှိလို့ရှိရင်ဗောကိုရှိကိုတောင်းတောင်းအညံ့နေအစိုးရမနာတော့ပါဘူးเนาะအဲ့တော့ဒါလေးကဘာလို့ရမလဲဆိုရင်မြတ်စွာဘုရားရှင်ကိုမိမိတို့အနေနဲ့ဇီးရောဇီးဖြော်ရေးကတ်လူပေးရမှာဖြစ်ပါတယ်နောက်တစ်ခုက ကိုယ့်ရဲ့မွေးနံတောက်သူ့ရဲ့မွေးနံတောက်ကလေးမှာဖယောင်းရွှေချထားတာရွှေချပေးတာတို့ရေလူပေးတာတို့ရက်လူပေးတာတို့ပြုလုပ်ပေးရမှာဖြစ်ပါတယ်အဲ့ဒီလိုပြုလုပ်ပေးခြင်းအားဖြင့်အင်္ဂါသားသမီးတွေအချီရေးအင်အောင်ကြီးတွေကံကောင်းနေတတ်ပါတယ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒနေနဲ့ပြည့်ဝနိုင်ကြပါစေရှင်